ဟုတ်ကဲ့ပါကျွန်တော်အုတ်စုဒီရဲ့နောက်ထပ်အုတ်စုပွဲစဉ်တစ်ပွဲကတော့ ကျွန်တော်တို့၅လပိုင်း၁၈ရက်နေ့ညနေ၄နာရီ၃နာခွဲမှာရှင်ပိုင်ကစားမယ်ရန်နာဘုံသင်းနဲ့တကုံစတားယူနိုက်တက်အသင်းတို့ပွဲစဉ်မှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုကိုဘုံမင်းကသုံးသပ်ပြပါအောင်ဗျဟုတ်ကဲ့ပါဒါရန်နာဘုံသင်းနဲ့တကုံစတားယူနိုက်တက်အသင်းတို့ရဲ့ထိတဲ့တွေ့ဆုံမှုဖြစ်တဲ့နေ့သင်းစလုံးကဒါပလေးဖုန်နဲ့သွားတဲ့အသင်းတွေဖြစ်တဲ့အခါကျတော့ပရိသတ်တွေအကြိုက်ဒါကြည့်လို့ကောင်းမပွဲစဉ်တပွဲတော့ဖြစ်မယ်ဆိုတော့ကျွန်တော်တို့လည်းကြိုတင်ပြီးတော့ဒါပြောပြခြင်းနဲ့အာလက်ရှိအနေအထားတစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်တော့နေ့သင်းစလုံးကဒါအဆင့်တင်နဲ့နှစ်မှာရပ်တည်နေတဲ့ဒီရန်နာဘုံသင်းရအမပိစရာရဲ့ရမ6မှတ်နဲ့အဆင့်တင်နဲ့မှာရပ်တည်နေပြီးတော့တကုံစတားယူနိုက်တက်အသင်းကအာရမ8မှတ်နဲ့အမပိစ အဆင့်တက်နေမှာရက်တည်နေတယ်။အဲဒီပွဲစဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ရနာပုံတင်ရနောက်ထပ်တစ်ပွဲကစားဖို့ကြံနေသေးတယ်။တကုံစတိုင်းရတဲ့တင်ရဒါဒီပွဲစဉ်ကသူ့အနေနဲ့နောက်ဆုံးပွဲဖြစ်တယ်။နောက်ဆုံးပွဲဖြစ်တဲ့အခါကျတော့သူ့အနေနဲ့တီရက်လက်အနေနဲ့အာတိတ်လို့စိတ်မချချင်ဘူးစိတ်မချရဘူးနန်ခွဲရမှာကိုပဲနောက်တစ်ဆင့်တက်ဖို့ကပို့ပြီးတော့ကြာသူတွေနဲ့စိတ်ချလက်ချဖြစ်နိုင်မယ့်အနေအထားတစ်ခုရှိတယ်ဆိုတဲ့အခါကျတော့တကောစရာယူနေတဲ့အသင်းအနေနဲ့အာအသေးရက်လက်ကိုဥတီပြီးတော့သွားကစားလို့တော့မရဘူးအာဒါပေမဲ့တစ်ဖက်မှာလည်းရနာပုံအသင်းက တစ်ဖက်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပုံသိရင်သူ့အနေနဲ့နှစ်ပွဲကစားဖို့ချန်နေသေးတယ်။ဆွဲခါကျတော့ဒီပွဲစဉ်ကိုတေးကစားပြီးတော့နောက်ပွဲစဉ်ကိုအနိုင်ရလက်ထွက်ပေါ်ပြန်ပြီးတော့ကစားမယ်ဆိုတဲ့အနေအထားတစ်ခုကိုလည်းသူ့အနေနဲ့ဟိုပြောပြောချင်တာကဟိုသူ့အနေရွေးချယ်စရာတစ်ခုအနေနဲ့ရှိသေးတယ်ပေါ့နော်။ကျွန်တော်ကပို့ပြီးတော့ ဟိုဟာဖြစ်ပြီအာသာချက်ရှိအာသာချက်တခုရှိနေသေးတယ်အဲဆိုတဲ့အခါကျတော့နှစ်သိစလုံးကတော့ခုနကပြောဆိုမဲ့ play found တခုအနေနဲ့ကစားတဲ့ပွဲစဉ်နဲ့အသင်းတွေဖြစ်တဲ့ဆိုတဲ့အခါကျတော့တော်တော်လေးကိုကြည့်လို့ကောင်းမယ်နောက်တစ်ဆင့်တက်ရောက်ကွင်းလည်းရေမဲစားနေတဲ့အသင်းတွေလည်းဖြစ်တဲ့အခါကျတော့အာပြိတ္တပြိတ္တတွေအကြိုက်ကြည့်ကောင်းလို့ကြည့်ကောင်းမဲ့ပွဲစဉ်တွေပွဲဖြစ်မယ်လို့ကျွန်တော်လည်းသုံးသပ်ချင်ပါတယ်အကိုတော့ကြာအနေနဲ့ဟိုဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျတော့ဆွေးနွေးသုံးသပ်ပြပါခင်ဗျာရေနောင်ကတော့ကျွန်တော်ကိုဝင်းဝင်းသုံးသပ်လို့ကတော့ဒီပုံ starter ဆိုင်သူကလက်ကျန်တပွဲရှိသေးတဲ့အတွက်နည်းနည်းလေးအားသာချက်တော့ရှိတယ်ဒါပေမဲ့ပြီးခဲ့တဲ့နောက်ဆုံးကစားထားတဲ့ရေနောင်ပုံ silver star နဲ့ပွဲမှာ ော့ကျွန်တော်အနေနဲ့ရန်တော်မုံသင်္ကစားပုံကိုအရင်မချိုက်ခဲ့ဘူးပေါ့နော်ပထမပိုင်းဆိုရင်လုံးဝကိုးမရခဲ့ဘူးဒုတိယပိုင်းမှာဒုတိယပိုင်းကျဒုတိယပိုင်းမှာတော့မှပဲပယ်နတီဆရလို့သူတို့နည်းနည်းလေးအသက်ရှူချောင်ပြီးတော့အော်ရန်တော်မုံဒီဘွဲနိုင်ပြီဟေးဆိုပြီးတော့ဖြစ်သွားတာပေါ့နော်အဲ့တော့အဲ့အနေထားကြီးကိုကျွန်တော်လည်းသဘောမကျဘူးဆီဗာစတာဆိုတာကကျွန်တော်ထင်သေးလို့ပြောတာမဟုတ်ပါဘူးကျန်တဲ့အသင်းတွေကကိုးအများကြီးတွင်းနေတာတွင်းနေတာကိုရန်တော်မုံနေနဲ့ ကိုအများကြီးမရနိုင်တော့မှပဲသူအနေနဲ့ပထမပိုင်းမှာအကုန်လုံးကဂိုးမရဘူးပေါ့နော်ဒုတိယပိုင်းမှာလည်းပယ်နယ်တီဆရလို့တက်ရှူချောင်ခဲ့တယ်အဲ့ဒီနေထားပြီးတော့ကျွန်တော်နေနဲ့နည်းနည်းလေးသဘောမကျဘူးဘလိုပဲဖြစ်ဖြစ်ဒီပွဲမှာကစားသမားတွေရဲ့စိတ်ကပဲပေါ့ရော့နေလို့လားအဲတခုခုပေါ့နော်ဘလိုပဲဖြစ်ဘယ်ပွဲမှာပေါ့ရော့လို့တော့မရဘူးပေါ့နော်အဲ့အဲ့အဲ့ဒါလေးတော့ကျွန်တော်နေရင်နာပုံကိုအားမလို့အားမရဖြစ်မိတယ်ဒီဘက်ကတကုံစတားကတော့ဒီပွဲကသူတို့အတွက်အုပ်စုနောက်ဆုံးပွဲအဲ့9ဟာမှာသူတို့အနေနဲ့ ဟိုတော်တော်တော်ကကြမဲ့ပွဲလို့ပြောလို့ရတယ်ပေါ့နော်ဘလိုပဲဖြစ်ဒီကုန်းစတာအနေနဲ့ရန်နာဘုံသင်းကိုဘလိုကစားမလဲပေါ့နော်ကျွန်တော်ဂျန်တစ်ခုပေးချင်တာကဒီကုန်းစတာအနေနဲ့ရန်နာဘုံသင်းနဲ့ဆေးဘာစတာကစားခဲ့တဲ့ပွဲကိုရှိုးလို့ရတယ်ဘာလို့လဲဆိုတော့ဆေးဘာစတာရန်နာဘုံကောင်းကောင်းလေးဟိုဘလိုပြောမလဲတုံ့ပြန်ပြီးတော့အခက်တွေ့အောင်ကစားသွားတာပေါ့နော်အဲ့မှာကိုယ့်အသေးနဲ့လိုက်ဖက်မဲ့အားသာချက်အားနည်းချက်လေးတွေနဲ့နှိုက်လို့ရသမျှအဆုပ်ယူလို့ရသမျှဆုပ်ယူလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်မပြောနဲ့တိပြရတယ်လုံမယ်လို့တော့ထင်ပါတယ်ဒါကကျွန်တော်အနေနဲ့ဒါအမြင်မိတာလေးကိုထပ်ပြီးတော့ကျွန်တော်လည်းဂျန်ပြုတ်မိတာပါရ နာမောင်သိန်းနေနဲ့လည်းဒါ Silver Star နဲ့ပွဲတော့ကလိုမျိုးဟိုဖြစ်မလာဘူးပေါ့နော်အဲရေးကြီးတယ်ရေနာမောင်သိန်းထပ်ရှုရမှာကအာဒဂွန်စတာနဲ့ရာမညတူးတူးတည်ကြခဲ့တဲ့ပွဲကိုရေနာမောင်သိန်းကရှုရမှာပေါ့နော်အဲ့တော့ပြန်လည်ရှုပြီးတော့ပြန်လည်ရှုပြီးပြင်ဆင်ကြမယ်ပွဲစဉ်တွေဖြစ်တဲ့အတွက်အာတော်တော်လေးတော့ကြည့်တော့ကြည့်လို့တော့ကောင်းမယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ဒီပွဲမှာရောဒီအုပ်စုဒီမှာရောဘယ်သိန်းကဒီပွဲပြီးတာနဲ့ အုပ်စုတက်သွားပြီလို့ပြောလို့ရနိုင်မလဲပေါ့နော်ဒါမှမဟုတ်တည်ကြသွားပြီးတော့အုပ်စုတက်ဖို့အတွက်နောက်ဆုံးအုပ်စုနောက်ဆုံးပွဲစဉ်တွေအထိဆက်လက်ဆောင်ကြည့်ရမလားပေါ့နော်တော်တော်လေးတော့ပြင်ဆင်မှုပြင်းထန်ပါတယ်ခင်ဗျအဲ့တော့အုပ်စုဒီပွဲစဉ်တွေကလည်းပြင်ဆင်မှုပြင်းထန်တာဖြစ်တဲ့အတွက်ပြည်သက်တွေအနေနဲ့လိုင်းအောင်အားပေးဖို့ထပ်မံညွှန်းဆိုပါတယ်ခင်ဗျ